မင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါတယ်ဟုတ်ပြီကျွန်တော်ရန်ကောက်တင်ငန်းလာမှာကျွန်တော်တို့ basic syntax လေးပြောโอเคဒီကောက်မှာကျွန်တော်ရေးထားတဲ့ program လေးကိုလည်းနည်းနည်းလေး update လုပ်မယ်ဟုတ်လားကျွန်တော်တင်ငန်းစာလေးကျွန်တော်တို့ hello world ပဲတန်းပြဒီခါချက်ကျွန်တော်တို့နှစ်ကြောင်းတိုးတစ်ကြောင်းတိုးလိုက်ဟုတ်လား bell and question လေးကျွန်တော်ဘယ်လိုရေးလဲဆိုတော့ diamond light လေးနော်ရေးရတဲ့ဟာကြာလို့ရတော့လက်တန်းရေးပြတာ bar name ဟုတ်လား prompt နော် prompt မှတ်တာကိုယူပြီးခဏတောင်းနေ prompt ဆိုတော့ import output import down လုပ်မယ်မင်းနာမည်ဘယ်လိုလဲကျွန်တော်နာမည်ဘယ်လိုပါဆိုပြီးတော့မေးမယ်မေးပြီးအဲ့ သူပြောတဲ့နာမည်ယူပြီးကျွန်တော်တို့ hello ဘယ်သူပါဆိုပြီးပြန်ပြီးတော့မိတ်ဆက်မယ်ဟုတ်ကဲ့ဒါဒီ java script prompt ဆိုတဲ့ method လေးရေးတယ်ပြီးကျွန်တော်တို့ what is your name တောင်းတယ်ပြီးကျွန်တော်တို့ hello ဆိုပြီးတော့ဒီ name ကိုဒီမှာလာထုတ်တယ် okay ကြည့်ရ sys save ပြီးတော့ပြန် run ကြည့်မယ်ကိုယ်နေတော် run မှာနော် right click name google chrome oh တွေ့လားခုနကလို hello world ဆိုတမ်းပြဆိုတော့ import တောင်းပြီကျွန်တော်တို့ကွန်ပျူတာရဲ့အခြေခံလုပ်ဆောင်ချက်ဒီ import processing output ဟုတ်လေ import processing အောင် import down နဲ့ process လုပ်ရပြီးကျွန်တော် output တော့ဒီမှာလဲစပြီ import down နော်ဆိုဒီမှာ si sorry ဒီနောက်ကိုကစားချမယ် si sorry si ri you are serious okay ပြီးလဲ hello serious ဟုတ်လား hello serious ဟုတ်လားအဲ့မှာကျွန်တော်တို့ program ရဲ့သဘောသွားလာအောင်ကျွန်တော်ဒီမှာဆိုရင်စေခိုင်းချက်နှစ်ခုရှိတယ်ဟုတ်လားနာမည်တောင်းတယ်တောင်းတဲ့နာမည်ကိုပြန်ပြီးတော့ယူပြီးတော့နာမည်တောင်းတယ်တောင်းပြီးတော့အဲ့ name ဆိုတဲ့ variable လေးကိုသွားမှတ်ထားတယ် ကျွန်တော်ရှေ့မှာသင်ခဲ့တာဆို memory address ပဲမလုပ်တာတွားမှတ်တာမှတ်ရတဲ့ memory address ကိုဒီ method ကနေလမ်းပြီးလမ်းခေါ်တယ်ဟုတ်လား hello ကဲဒီမှာကျွန်တော်တို့တော့နည်းနည်းလေးတွားဒီညမှာနည်းနည်းအတွန်းတက်လာမယ် beginner ပဲ hello နဲ့ serious နဲ့ cat ကြည့်လို့မလားမလိုက်ရင်တော့ space bar လေးတစ်ချက်ထားပါဗျာဟုတ်လားခက်ဝေးဝေးလေးထားကြရင် space bar လေးနှစ်ချက်လောက်ထားဟုတ်လားကျွန်တော်ရှေ့မှာပြောခဲ့တယ် basic center မှာပြောခဲ့တယ်စပေးဘားတွေကိုသူဒီမှတ်မှတ်ဘူးလို့ပြောဝင်တယ်ဒီလို condition ထဲမှာရှိတဲ့စ ပေးပါဟောသူမှတ်လိုက်တယ်။ဟုတ်ကဲ့မလား contrast detection နေ contrast detection နေ reflect ပြန်လုပ်မယ်။ဒါ okay ပြီးလားမလား reflect ပြန်လုပ်။ okay serious ပြန်ပေးမယ်။ s i r i u s serious okay ဒါစရေးနေမယ် okay ပြီးလား။ဟုတ်လားတွေ့လား hello serious ကျွန်တော်တို့ချားတဲ့စပေးပါနှစ်ခုဒီဝင်လာတယ်။ကြည့်ဆင်တော့ဒီပြန်လေးလာတယ်ညာ။တတိယကျွန်တော်ပြောပြီးဒီခွင်းက ဒီဘယ်နာထားလဲဆိုတာကိုကျွန်တော်ပြီးရင်တော့ basic syntax ကျွန်တော်တို့ data type တွေအကြောင်းသွားရင်တော့သွားတယ်ဗျာ။ဒါကျွန်တော်တို့ program လေးကို update လုပ်ပြီးတော့နည်းနည်းပြရတယ်။ Okay ။အဲ့ဒါဆိုရင်တော့ basic syntax လေးနားလည်ပါနော်။ဒီမှာကြည့်။ဘာဆိုရင်ဘာစလုံးသိနေရေးရပါမှာဆိုဒီဘာဘာကောင်းလဲ။ပြောမယ်။ဒီနဲ့ရဘာကောင်းလဲ။ဟောဒီ plugin ရဘာကောင်းလဲ။မင်းခုနကရေးလိုက်တဲ့ဒီ alerts ကြည့်ရဘာကောင်းလဲ။လာမယ်။ Okay ။ Thank you ဗျာ။